ိုလို့လောက်လောက်ပြီးတော့ရိုက်ချလို့ဖြစ်ပြီးတော့ရေလိုက်လို့ရိုက်ချလိုက်လို့ဖြစ်ပြီးတော့အကုန်လုံးပြိုလဲကုန်တယ်ရင်းပြင်းတော့အခြေအနေကဘယ်လိုရှိလဲဒီရင်းပြင်းတော့အခြေအနေကဖျားတော့နည်းနည်းဆောင်းသွားတယ်ဟိုဘဲစိတ်ကောင်းပါဘူးဝမ်းဝမ်းနေတာပေါ့ဟိုဘုရားပါကမျက်မျက်စိများတယ်တောင်မဲမို့မြောက်ဖက်မို့အရှိဘက်မို့နောက်ဘက်မို့အကုန်နောက်ဘက်မို့ဆိုရင်ခြေသေးခြေသေးနှစ်ကောင်လုံးပျက်စီးရယ်ပျက်စီးရဲ့ပြင်ကို မိုးကြီးကတို့အောက်ကိုပြစ်ကြသွားတယ်။အဲတော့ဒါဟိုမန္လေးမြို့ရဲ့ဒါအဓိကအချက်ချာကြရတာဖျားကြီးပဲဖြစ်ပါတယ်။မဟာမြို့မှုကြီးဖျားကြီးဖြစ်ပါတယ်။ဒါပစ္စည်းဆောင်ရွက်မှုများလည်းတွေ့ရပါပဲဗျ။ဒါတောင်ဘက်ဆောင်တန်းမှာဒါမြင်နေရဒါဖျားဆောင်တန်းအဲတော်တော်ကြီးကကျွန်တော်52နှစ်မှာဒီဟာအကြီးဆုံးပဲ။ဒီဟာအတွေ့အကြုံအကြီးဆုံးပဲဒီတစ်ခုပဲ။ကျန်တဲ့ဟာလှုပ်တော့လှုပ်တယ်ဒီလောက်မဆိုးဘူး။ အဲဒါဖျားဖျားကြီးရဲ့ဒါပျက်စီးနေတာမြင်ကွင်းလေးပဲဖြစ်ပါတယ်ဒါဖျားကြီးရဲ့ရှင်မြင်တော်မှာလဲဒါပျက်စီးဆုံးဆုံးမှုကြီးအများကြီးရှိရလို့လဲဒါကျွန်တော်တို့သိရပါတယ်ဒါပေမဲ့ဟိုဖျားဘူးတော်လာကွင်းတော့လက်ရှိတော့ဒါခဏလောလောဆယ်တော့ပိတ်ထားပါတယ်လူနေရောက်ဒါအမျိုးသမီးလားအမျိုးသားလားမသိဘူးလူနေရောက်ပိတ်မိနေရလို့ဒါကြားနေရတဲ့အတွက်ဒါကယ်ဆယ်ရေးလုပ်ငန်းတွေဒါလုံးလုံးဆောင်နေရမြင်ကွင်းလေးပဲဖြစ်ပါတယ်ဒါရှင်မြင်ပေါ်တော့ဒါတက်ခွင့်မရှိဘူးတက်ခွင့်တော့ဒါမရသေးပါဘူးဒါဖျားဘူးလာရဲ့လူတွေအတွက်လဲဒါ ဖူးမြော်ဖို့မရရှိသေးပါဘူး။ဒါလက်ရှိဟိုလက်တလောဖြစ်နေတဲ့အခြေအနေကြောင့်ဟိုကသဘာဝဘေးအန္တရာယ်မြေငလျင်လှုပ်တာပေါ့ခင်ဗျာမြေငလျင်လှုပ်လို့ဖရားခပြမဟုတွေဖရားတွေပြိုကျတာကိုအဲ့မှာရှင်းရှင်းလင်းရပါတယ်။နောက်ဆက်ထုတ်ရပါတယ်။ဟိုအဲ့အမှားဟိုမြေငလျင်ရောက်ပြီးသွားပြီးကြားတယ်။အဲ့ဒါလူကလူကတော့ဟိုပါပေါ့ပထမတွေ့တာ၃ယောက်ပေါ့အဲ့အောင်မှာကအယောက်20ကျော်လောက်ရှိပါလေ။20ကျော်လောက် 20ကျော်လောက်ဒီမိုးဦးမှာကို20ကျော်လောက်တွေ့ထားပါတယ်မင်းညာကိုပဲဖိုးတွေနဲ့ကုတ်ရပါတယ်ဒါမဟာမြတ်မှုတိဖေရပါတဲ့အဲဟိုမနေ့က3ရက်တွေ့ပထမဆုံး3ရက်တွေ့တဲ့ကတယောက်ကတော့အောက်ပိုင်းတော့လှုပ်လို့မရတော့အောက်ပိုင်းပြီးပြီအဲ့တယောက်ကတော့အသက်ရှင်ပါတယ်အောက်ပိုင်းကတော့လှုပ်မရတော့အောက်ပိုင်းပြီးသွားတယ်ပေါ့ဩဒါတယောက်ပဲအသက်ရှင်ပါတယ်တယောက်ပဲအသက်ရှင်တယ်ဟောအကုန်လုံးတပော့ကြီးရောအကုန်ပြင်ရတာအကုန်လုံးဟိုကတော့ ပြန်တော့ရတယ်ဒါပေမဲ့တဖြည်းဖြည်းတော့ဆွဲထုတ်နေရတာပေါ့ခုဟိုပါပေါ့နေ့လယ်ပိုင်းစနစ်ထိုးတော့စနစ်ကျော်လောက်မှာငလျေစပြီးလှုပ်ပါတယ်လှုပ်ပြီးတော့လိုလိုလှုပ်လှုပ်ပြီးတော့ရိုက်ချလို့ဖြစ်ပြီးတော့ရေလိုက်လို့ရိုက်ချလိုက်လို့ဖြစ်ပြီးတော့အကုန်လုံးပြိုလဲကုန်တယ်ရင်းပြင်းတော့ခြေနေရောဘယ်လိုရှိလဲဒီရင်းပြင်းတော့ခြေနေရဖះရတော့နည်းနည်းစောင်းသွားတယ်ဖះကိုစောင်းသွားမှာမြတ်မုဏိဖះကိုစောင်းသွားတယ်အပြည့်စည်းရောအများကြီးအပြည့်စည်းကတော့များတယ် မျက်ပျက်စီးများတယ်တောင်ဘက်မို့မြောက်ဘက်မို့အရှေ့ဘက်မို့နောက်ဘက်မို့အကုန်နောက်ဘက်မို့ဆိုရင်ချင်းသေးချင်းသေးနှစ်ကောင်လုံးပျက်စီးတယ်ပျက်စီးတဲ့ပြင်ကိုမိုးဦးရတို့အောက်ကိုပြစ်ကျသွားတယ်ဒီမှာဒီမှာအဆုံးရှုံးအများဆုံးပေါ့ဗျာဟိုဘဲစိတ်ကောင်းပါအောင်ဝမ်းဝမ်းနေတာပေါ့ဟိုဘုရားပါကဟုတ်ပါတယ်ခင်ဗျာအခုချိန်ဒီမထုတ်ရသေးတာလေးအများကြီးပါရက်ွက်တွေရောပါရောမထုတ်ရသေးတာလေးအများကြီးကြံပါလေးတယ် ီးတဲ့ပိုးပြီးများလာနိုင်တယ်ပြောလို့တော့မရဘူးကျွန်တော်တို့ကအဆောက်အဦတွေဘာတွေပယ်ထုတ်ပြီးလို့ရှိရင်အသေးဘလောက်ရှိတယ်အရှင်ဘလောက်ရှိရဆိုတော့အရှင်ကတော့ပြောလို့မရဘူးပေါ့အသေးကတော့များတယ်အကောအကောလုံးပြီးပြီးငယ်လှုပ်ပြီးပြီဆိုတော့တောက်လျှောက်ထွက်ရတာပါကျွန်တော်တို့ကအဆောက်အဦတွေပြိုပါတယ်ပြိုမီးရဲလာအဲတော်တော်ကြီးကကျွန်တော်52နှစ်မှာဒီဟာအကြီးဆုံးပဲဒီဟာအတွေ့အကြုံအကြီးဆုံးပဲဒီတစ်ခုပဲကျန်တဲ့ဟာလှုပ်တော့လှုပ်တယ်ဒီလောက်မဆိုးဘူး ဘက်ကောဒါအခုနေလိုက်ကြည့်ပြီးပါလေဘယ်လိုတွေ့မြို့တဲ့ဘက်လည်းရောက်တယ်အကုန်လုံးကိုပြိုတဲ့ဟာပြိုတယ်အကုန်လုံးပြီးတာပြီးမနေ့ကဆိုလမ်းနေပိတ်လို့တော့မှလူနာပို့ရင်းနဲ့လမ်းနေလျှောက်မောင်းပတ်ပြန်လာတာတဘာဝဘေးအနေရပါလူမလည်းဒါကျူတပြင်းစင်ထားမှာလည်းမဟုတ်ဘူးမမပြင်းစင်ထားပါခင်ဗျာဖြစ်မှာတော့ကျင်ညာထားတာတော့၄နှစ်လောက်ရှိပါတယ်လေးနှစ်ပြည့်ဒီနှစ်လေးနှစ်ပြည့်တဲ့နှစ်မှာပဲမနေ့လေးနှစ်ပြည့်တာကြီးညာထားတာလေးနှစ်ပြည့်တဲ့နှစ်မှာပဲဆာအဲဖြစ်သွားတာပါလေးနှစ်ပြည့်ပြီးတော့ဖြစ်သွားတာပါ ီကဒါအမှုမမမနေပြီမှာတော့ဒါကျွန်တော်ကအမှုမမမပဲလေ။အဲ၄နှစ်ဆိုတာအမှုမမမဖြစ်သွားပြီလေ။ကျင်ညာထားတာအရင်၃နှစ်ကလည်းအကြီးကျယ်လုံးပဲအကြီးကျယ်လုံးပဲလေ။၄နှစ်မြောက်ကြတော့တတိမထားကြတော့လေအမှုမမမပဲဖြစ်မှဖြစ်ခဲ့တာကိုအများဆုံးပါပဲခင်ဗျာဒီဘက်ဟုတ်ပါတယ်။ကိုယ်ဆိုရင်ဟိုဟာထဲမှာကြောင်းထဲမှာဘုန်းကြီးတစ်ပါးမထုတ်ရသေးဘူး။ပြနေတာ။အဲ့လည်းသွားထုတ်အောင်ပါ။ ုကဖျားမှာလေးမျက်နှာလေးမျက်နှာအကုန်မိုးရတယ်ဖုန်ပိတ်ထားတာနော်ဟုတ်အကုန်ပိတ်ထားတယ်အကုန်လုံးပြိုကျနေရတယ်မဟုတ်လို့အကုန်လုံးပိတ်ရပါဘူးဖျားရည်မဟုတ်ဘူးလေးမျက်နှာလုံးပိတ်ထားပါတယ်ခင်ဗျာဘယ်လိုမှဝင်လို့မရပါဘူးအချိန်တစ်ခုလောက်မှပြင်ဆင်ပြီးမှဖွင့်နိုင်မှာပါခင်ဗျာခုချိန်ကတော့မဖွင့်နိုင်သေးပါဘူးအချိန်တစ်ခုကြာမှာပေါ့ဘယ်လောက်ကြာမှာဆိုတော့မသိဘူးပြေပြင်ဆင်ရမှာနဲ့ဒီရှင်းအခုရှင်းလေးတွေတော့ရှင်းလေးရလဲတော်တော်နဲ့မပြီးနိုင်လေပါဘူးဖြစ်လျက်ဘွားမျိုးဒါမျိုးမျိုးကြုံတွေ့ပါလိမ့်နေလို့ပဲဆုတောင်းပေးပါတယ်